ခုပြောမှာတော့ solar editor တွေက is two face move face နဲ့ off the face ပေါ့နော်အဲကောင်တွေကအတူတူလောက်ညီပါပေါ့နော်ဆယ်လိုယူမှာဖြစ်တယ်ဟုတ် is two face ကကြတော့ solar တစ်ခုရဲ့ 3D solar တစ်ခုရဲ့ပြည့်နေပြင်ကိုပြန်ပြီးတော့ extrude တင်ပေးတဲ့သဘောပေါ့နော်ဘယ်လိုအမျိုးသုံးလို့ရမလဲဆိုလို့ရှင်ဟိုကဒီကောက်ကို extrude တင်လာတာက အလျားတခုလက်တခုခုပေါ့ကွာ30ရှိရဲ့ထပ်ပြီးတော့မှ5 2ရှိတယ်ဆိုဒီညက်တဲ့ပြင်ကို top ညက်တဲ့ပြင်ကို x5 ပြင်ပေးလို့ရဟုတ်ပြီ body file solid editing x2 face ဒီညက်တဲ့ပြင်ကို select မှတ်မယ်အဲ့ဒါခောက်တယ်အပေါ်ကိုတံပိုးတခုခုပေးပေါ့နော်ဒါမှမဟုတ်လည်းကိုယ်ကျေချေတဲ့ x2 လက်ပေးပေါ့အခုဒီအဝါရောင်လိုက်လေးရာ အရှုလက်ဖြစ်တယ်အဲဒါကြောင့်ပြောကလက်လိုက်တယ်ဆိုလို့ရှိရင်နောက်ပြီးတော့တပါရငယ်တပါရငယ်ကသူကဒီအလေကိုရိုက်ပဲတိုင်ခဲ့ဘူးနော်အခုလောလောဆယ်တော့တပါရငယ်ဇီးကိုနေနေပဲစာကြည့်ရအဲဒါဟုတ်တယ်ဒီလိုမျိုးအဲဒီအရှုတင်ပေးတာကိုတွေ့ရတယ်နော်ထပ်ပြီးတော့ဖတ်ထပ်ပြီးတော့တိုးပေးရတယ်ပေါ့အဲဒီကဒီဟိုဟာဒီက solid editing company ကြီးက solid editing company ကြီးက အန်ဒါချက်ခေါ်ရတယ်မထွက်ဘူးနော်အန်ဒါချက်ခေါ်ပါတော့ဟုတ်ပြီအဲ့ဒါဆိုတော့ h2 phase ဒါ phase မှာရောက် h2 ဆိုတော့ထပ်သွားခြင်းနဲ့ဒီရက်တည်းကိုတွက်လိုက်တယ်အန်ဒါခေါက်တယ်အဲသူ h2 လက်ကိုပေးလိုက်တယ်ပေးပြီးတဲ့ဒီမှာတက်ပိုင်းလည်းဒီက0မဟုတ်တော့30အအတွင်းဘက်က30ဒီဂရီကြီးရတယ်ဆိုတော့ဆိုတော့ဒါဘူ30 phase ကြီးပဲအန်ဒါအဲပြောပါဟောက်ဝင်နေတယ်30 phase ကြီးပဲနော်30အန်ဒါ အဲဒါဆိုလို့ရေနောက်အတားချက်တဲ့နောက်အတားချက်တက်ပြီးတော့ထွက်လာဒီရိုင်လိုက်တဲ့သဘောလေးပါသေးတယ်နော် h2 ဖြစ် you h2 တေုံနေမှာဟုတ်ဒီရိုင်နဲ့ဥစားပါထည့်ခြင်းလဲဆိုလို့ရိုင်နဲ့တောက်တယ်ကိုတက်ပါရင်လည်းထည့်ပေးလိုက်တယ်ဆိုလို့ရေဒီ h2 phase မှာတက်ပါရင်လည်းပါတယ်နော်ဒီ book face ကလည်း h2 face နဲ့အတူတူပဲဒါပေမဲ့ဟိုကလည်းမျိုးတက်ပါအဲငယ်ဆိုရင် option တော့ပါမှာမဟုတ်ဘူး။ဒါရတဲ့တော့ပဲဆို modify ဆိုလဲ edit တဲ့ group page group lower page ကို select ပါပဲအတားခောက်ပဲ click ချပဲအဲတော့ display ပေးမယ်ပေါ့နော်ဒါ group page ဒီ URL နဲ့အတူတူပဲ issue page နဲ့အတူတူပဲ issue page မှာတပ်ပိုင်းရပြောင်းပေးတယ်ဆိုတာ၄ပါတယ်ပေါ့နော်ဟုတ်ပြီ command နဲ့ထွက်ချက်တယ်ဆိုအတားနဲ့ဆက်ခောက်ပြီးတော့ပဲအခု offset page ကိုထပ်ပြောပေါ့နော် offset page ကလည်းပဲဒီ move page နဲ့အတူတူပဲ ဒီတစ်ပြေတစ်ခုချင်းစီလောက်ပဲဆိုရင်တော့ offset face ကလည်းအဲဒီ move face extrude face တို့လည်းတူပဲပေါ့နော်ဘာလို့လဲဆိုရင်သူ offset distance ပေးတယ်ဒီမှာခုနကအတိုင်းပဲ extrude face အတိုင်းပဲ move face အတိုင်းပဲပေါ့နော်ဒါပေမဲ့လို့သူရဲ့ offset face မှာဘာရှိလဲလို့ကြည့်အဲခုကြိုက်တဲ့မျက်နှာပြင်နှစ်ခု၃ခု၄ခု၆ခုလုံးကိုကြိုက်တယ်လို့ပြောဟောဒီတပြိုင်တည်းနဲ့ offset လုပ်လို့ရတယ်ဗောနော offset distance တောင်ဝတ်တခုဘယ်လိုပါ offset distance ကဟိုဝတ်တခုပြီးလိုက်အဲ့ distance တိုင်းဒီဘက်ကိုလည်းဒီတာ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 အဘက်ကိုလည်းဒီတာပေါ်ဘက်လည်းဒီတာဆိုလို့ပေါ့သွားလို့ရတယ်လို့ကိုရွေးလိုက်တဲ့မျက်နှာပြင်လေးကိုထပ်ပြီးတော့ပါရှည်လို့ရတယ်ပြောချင်တာက distance ကဟိုဖိုက်ပေးလိုက်တယ်ဆိုလို့ရှိရင်ဟိုမျက်နှာပြင်ဒီကောက်ရွေးဒီကောက်ဟိုဒီကောက်ဖိုက်ဒီတစ်ခုနဲ့ဒီတစ်ခုနဲ့ရွေးမယ်ဆိုဒီဘက်ကိုဖိုက်ဒီဘက်ကိုဖိုက် ဒီအပေါ်လဲပါတယ်ဆိုတော့ပေါ်5ဒီဘက်5ဒီဘက်5ပြည့်နေပြန်ကုန်လို့ဆိုရင်ပြည့်နေပြန် direction တွေလည်းဟိုဘက်ဒီဟိုသူ့ရဲ့တက်ဆိုင်ရဘက်ဒီကို5စီအဲ offset လုပ်ပေးသွားပါဦးနော်ပို့ပြီးတော့ကြီးလာပဲတော့ဟုတ်ပြီဆိုပြည့်နေပြန်တော့ခုလုပ်ကြည့်မယ်အဲသူ့ရဲ့ဟိုစာက offset ပြည့်နေပြန်ကိုရွေးမယ်ဒီကောင် level ပဲသူ့ကို level ပဲသူ့ကို level ပဲဒီ adder ခောက်ပဲ offset distance down တယ်ဘယ်တော့အဲဒီ download ပေးလိုက် ဒါဒါဆိုဒီပေါ်ကြည့်ကြည့်တာအဲ့လိုမျိုးပေါ့နော် offset face blue face x2 face တွေလည်းအတူတူပဲတော့ခုလုံးကအတူတူပဲဒါပေမဲ့ x2 face ပါကြတော့ကြက်ပါရင်လည်းဒီလိုစောင်းတဲ့ဥစ္စာလေးပါပဲ blue face ကတော့ပြည့်တဲ့ပြည့်တစ်ခုရဲစီကိုပဲ blue face လုပ်လို့ရပဲ offset face ကကြတော့ဟိုပြည့်တဲ့ပြည့်6ခုရှိတယ်တဲ့ပါဟိုကြိုက်တဲ့ကြလားတစ်ခုနှစ်ခုသုံးခု၄ခု၅ခု၆ခုတော့အဲ့လိုမျိုး offset blue face လို့ဟိုဘယ်လိုပေါ့လဲ ရဲ့တပြင်ချက်ခုလုံးကို boost လုပ်လို့ရတယ်ပေါ့နော်အဲဆိုဒီ h2 facebook page offset page ကအတူတူတော့ပဲရှိတယ်နည်း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 လေးကြီးပွာပါမယ်နော်